ကျိန်စာတဲ့မြေဦးအိမ်ကြီးကြည့်ရှုသူအားလုံးပဲမင်္ဂလာပါရှင်ပုံပြင်ကတော့ channel လေးရာနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်လေးတွေကိုနားထောင်ချင်နေဆိုရင်တော့ဒီ channel လေးကို like and subscribe လေးနဲ့အားပေးကြပါအောင်နော်ကိုချစ်တဲ့မိတ်ဆွေတငယ်ချင်းတွေစီရောလေး share ပေးပါအောင်ရှင်အခုပြောပြမယ့်ဇလန်လေးကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါဆိုရင်ဇလန်လေးကိုစားလိုက်ကြရအောင်နော်အပူရှင်ကောင်းကောင်းနဲ့ပူနေတဲ့ຫນွေလာတလာဖြစ်ပါတယ် ရွာကလေးတစ်ခုမှာတော့မာလီနေဆိုရင်အဖေါ်တယောက်ဟာအပူဒဏ်ကိုခါစီခိုင်းနေကတဲ့ပေါ်မှာတယောက်တည်းဒုက္ခကြီးစွာထိုင်နေရရှာပါတယ်။ဖះဖះအပူရဲ့ပြင်းလိုက်တာငါးသက်ကတော့နှုတ်ယူသွားတော့မလို့ပဲ။အဖေါ်လည်းရေဦးသေးကနေ ရေခဲတော့ဖို့ကတဲ့ပေါ်ကနေထားလိုက်ပါတယ်။ဒါပေမဲ့ဦးသေးမှာကရေတစက်တောင်မရှိတော့ပါဘူး။ရေကထက်ကုန်သွားပြန်ပြီး အခုငါမြစ်ထဲဆင်းပြီးရေခတ်အောင်မပါလိ။အဲ့ဒီနောက်မှာတော့အဖေါ်ကလည်းရေဦးကိုရွက်ပြီးနေဘူးထဲမှာတော်တော်ဝေးလျှောက်ပြီးတော့မှမြစ်စီကို ရောက်သွားပါတယ်။အဲ့ဒီမြစ်မှာစစ်တီရင်မတ်တွေလည်းတော်တော်များများစောင့်ကြံ့နေကြပါတယ်။ဒီလိုနဲ့အဖေါ်ကလည်းမြစ်ထီကနေရေကိုဆက်ခလိုက်တဲ့အခါမှာတော့ရင်မတ်တယောက်ကသူ့ကိုဖမ်းထားလိုက်ပါတယ်။ဟေးအဖေါ်ကြီးခမရဒီမြစ်ကရေကိုခတ်လို့မရဘူး။ဘာဖြစ်လို့လဲကွယ်။ အဖဒီမြက်ကရေကိုနေ့တိုင်းလာခဲ့နေရပါဒီနေ့ကြမှာငါ့ကိုဘာလို့မခက်ခဲရတာလဲဘာဖြစ်လို့လဲဆိုတော့အခုဒီမြက်ကဘရင်အပိုင်ဖြစ်သွားလို့ပဲအရှင်မင်းမြတ်တပားလေးကပဲဒီမြက်ရေကိုတောက်တောင်းပိုင်ခွင့်ရှိတယ်တခြားဘသူ့အမဒီမြက်ရေကိုတုံးယူခွင့်မပြုနိုင်ဘူးအဲ့ဒီဘရင်ကဘသူလဲခွေအရှင်မင်းကြီးကအနီနာကမြို့တစ်မြို့မှာနန်းဆိုင်ထားတယ်ကျောက်တို့တွေက သူ့ရဲ့ရင်မက်တွေပဲ အဲ့ဒီမျိုးမှာ အခုရေရှားနေတယ်။အဲ့ဒါဆိုငါတို့တွေကဘေးကနေရေယူရရမလဲ။ခမရတို့တွေတခြားမြစ်တစ်ခုခုကနေသွားခဲ့ကြပေါ့။ဒီရွာနားမှာ တခြားဘာမြေမှမရှိဘူး။ရေရနိုင်မဲတခြားနေရာမျိုးလည်းလုံးဝမရှိဘူးလေကွယ်။အပူချိန်ကတင်မတက်ပြင်းနေတာကိုမင်းတို့တွေကငါတို့ရွာသားတွေကိုရေခက်ခွေမပေးကြဘူး။အဖေကလည်းပျော့ပျော့ဆူဆူနဲ့မြစ်ထဲကရေကိုခတ်ပြီးထွက်သွားပါတော့တယ်။ ရင်မတ်တွေဘက်ကသူ့ကိုတောက်ဖို့အများကြီးစူးစမ်းခဲ့ပေမယ့်အဖေါ်ကနားမထောင်ခဲ့ပါဘူးဒီအဖေါ်ကြီးကငါတို့စကားလေးနားမထောင်လာကြငါတို့တွေအရှင်မင်းကြီးစီသွားပြီးဒီအချမ်းကိုရှောက်တင်ကြရအောင်စကားဆောင်တာနဲ့ရင်မတ်တွေကလည်းဒူးတွေကြီးမှပြီးခန်းချထည့်ဝါးတဲ့နဲတော်ကြီးတစ်ခုစီကိုသွားခဲ့ကြပါတယ်အဲ့ဒီနဲတော်ကြီးတွေမှာတော့ဘင်းမင်းမြတ်နဲ့မိဖုရားဟာတိဟန်နဟန်အပြင်းနဲ့ထိုင်နေကြတာပေါ့အရှင်မင်းကြီး အဲ့ဒီရွာတဲကအဖွားကြီးတယောက်ကအရှင်ပိုင်းနဲ့မြေထေကရွေကိုနေ့တိုင်းခဏခဏလာခတ်နေတယ်။ကျွန်တော်မျိုးတို့တွေသူ့ကိုအကြင်ကြင်တားပေမဲ့လေသူကလုံးဝစကားနားမထောင်ပါဘူး။ဘာ?အဲ့ဒီအဖွားကြီးကအတက်တက်တားမြင့်နေတဲ့ကြားကတော့မြေရီကိုခရီးတဲ့အထိအတင့်ရေးလာတယ်တဲ့လား။အဲ့ဒီရွာကဘသူမှဒီလိုလုံးရမျိုးကိုထပ်မလုပ်ရေးအောင်လို့သူ့ကိုငါတို့တွေအပြစ်ကောင်းကောင်းပေးရမယ်။ဘယင်တနာရာဇာဟာ ရစတဲ့နေရာမှာနေအောင်မရှိတဲ့အမျက်ဒေါသကြီးတဲ့ဘရင်တပါးပါအဲ့ဒီနောက်မှာတော့ဘရင်ကလည်းသူ့စီးတော့ရင်ရထားနဲ့မြင်နာကရွာစီစီးသွားခဲ့ပါတယ်အဖအိုကလည်းထုံးစံအတိုင်းရေယူဖို့အတွက်မြစ်စီထက်သွားခဲ့တာပေါ့ဒီအဖကြီးတော့သင်ခန်းစာကောင်းကောင်းပေးမှရတော့မေးဘရင်လေအဲ့ဒီလိုကြုံဝါပေးတာနဲ့သူ့ရဲ့ရင်မက်တွေနဲ့အတူတူအဖအိုရဲ့နောက်ကနေသူ့အိမ်စီကို လိုက်သွားခဲ့ပါတယ်ရင်မက်တွေ တရားဖကြီးရဲ့တင်းကိုတင်းစုပ်ကိုဖြစ်စီပြစ်လိုက်ကြစမ်းဘရင်ရှင်မတ်တွေကလည်းအမင်းကိုကြားတာနဲ့အဖောက်ရဲ့အိမ်လေးကိုဝင်လာပြီးတော့သူရဲ့အိုးတွေခွက်တွေပစ္စည်းတွေကိုရစရာမရှိအောင် ဖြစ်စီပြစ်လိုက်ကြပါတယ်မင်းတို့တွေကဘသူတွေလဲအမလေးလေးငါယူအိုးတွေကတော့ကုန်ပါပြီအဲ့ဒီနောက်မှာတော့ရင်မတ်တွေကလည်းအဖေကိုရင်အင်တလုံးကို ဖြည့်ဆည်းလိုက်ကြပါတယ်။ဒါကုန်မြင်တော့အဖေကလည်းငိုရိုးပြီးတော့ဘရင်ကိုမေးမြန်းတော့တာပေါ့။ ဘလို့လောက်လိုက်တာလဲအရှင်ရဲ့ငါလိုစင်ရသားတယောက်ရဲ့အင်ကိုဖျက်စီတော့အရှင်ဘာရသွားလဲအင်းကျုပ်တို့အမိကိုမနာခံတဲ့သူဆိုရင်ဒီလိုအပြစ်ပေးရမှာပဲလုံးစရာရှိတာလှုပ်လို့ပြီးတဲ့အခါမှာတော့ဘယင်းနဲ့သူ့ရင်မတွေကလည်းပြန်ထွက်သွားကြပါရဲ့အမလီဖျားသခင်တို့ရဲ့ဒါတရားကြရည်လားစင်ကြည့်ကြပါဦးနဲတော်ကြီးနဲ့နေတဲ့ဘယင်းကဘာမဟုတ်တဲ့ရေလေးတစ်စက်အတွက်ကျမလိုမရှိစင်ရသားရဲ့ဘဝကို လာဖြစ်စီသွားတယ်တဲ့တနာတော်မူပါဦးဖရာသခင်တို့ရဲ့ကျွန်တော်မျိုးမရဲ့ဘဝကိုတနာပါဦးအဖေကလည်းဖြစ်မစေနိုင်လားအောင်ချောင်းပွေးချငိုခဲ့ပါတယ်ပြီးတဲ့နောက်မှာတော့တစ်ပင်ကြီးတစ်ပင်အောင်မှထိုင်ရင်ရစတဲ့ပင်ရဲ့ကိုကျင်းစာစားတိုက်ခဲ့ပါတယ်ဒီလိုနဲ့အချိန်လေးရကုံသွားခဲ့ပါတယ်နှစ်ရလုံးလုံးနေရောညပါ နေဘူးတင်းမှနေခဲ့ရတယ်အဖေကခမအခြေအနေတော်တော်ဆိုးသွားပြီးတော့အသက်ကိုမနည်းရှူနေရပါတယ် ဒီလိုနဲ့ဒီနေ့မှာတော့နေလေပတ်ချင်းဘီယေဂျနာရာစာတယောက်သူ့ရဲ့နန်းတော်ကြီးထဲမှာစံစားနေတာပေါ့အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုနန်းတော်တစ်ခုလုံးကလှုပ်ခါလာပါလေရောဘာတွေဖြစ်နေရလဲဘီယေနေမိဖျားလေအလန့်တကြားနေနန်းတော်အပြင်ကို ပြေးထွက်လာကြပါလေရောပြီးတဲ့နောက်မှာတော့သူ့ရဲ့နတ်ဘော်တမြခံညာချေပါရီနန်းတော်ကြီးလေကြည်မာရီမြေဦးကြီးတလုံးဖြစ်သွားပါတော့တယ် ဘလို့ဖြစ်ရတာလဲကျမတို့ရဲ့နဲတော်ကြီးကဘလို့လုပ်ပြီးတော့မြေဦးကြီးဖြစ်သွားရတာလဲဘင်းနေမိဖျားကစားလို့အကလုံကလေဒီအထူးဆက်ဖြစ်ရကိုမြင်ပြီးတော့အံ့အားသင့်နေကြတာပေါ့ငါတို့ရဲ့ခန်းသားတွေပါတယ်နဲတော်ကြီးကဘလို့လုပ်ပြီးမြေဦးကြီးဖြစ်သွားရတာလဲဘင်းနေမိဖျားနှစ်ပါးစလုံးလေအပူတန်ကိုခါစီခင်ပြီးတော့လမ်းမကြီးပေါ့ချွေးတဲ့တွေ့ရွှေရွှေနဲ့ရင့်နေကြရပါတယ်အရှင် ကျမတို့တွေဒီလိုနေဘူးကြီးထဲမှာဘလောက်ကြာတဲ့အထိရဲနေအောင်ပါလေကျမအသက်ရှူကျက်လာပြီရင်မက်တွေကုံပေါင်းပြီအဲ့ဒီမျိုးကြီးကိုရောက်ဖြိုကြစမ်းအဲ့ဒါနဲ့ရင်မက်တွေကုံလုံးကလေ အမိရတိုင်းမျိုးကြီးရဲ့နေရံကိုစဖြိုပါတော့တယ်တပမေမျိုးကြီးရဲ့နေရံတွေကတော့တံမဏိထက်တောင်ခိုင်မာနေကြတာပါရင်မက်တွေရဲ့အစိမ်းချက်ကြမကွဲသလိုစင်တွေမြင်းတွေရဲ့အာခော့တုံးပြီးဖြိုတာတော့မှမပြိုပါဘူး ဘလို့ဖြစ်လို့ဒီမျိုးကြီးကမပြူရတာလေအဲ့ဒီလိုပြောနေတုန်းမှပဲဘယင်လေးရုတ်တရက်ဆိုသလိုဖြက်ခနေးပြောက်သွားပြီအဲ့ဒီမျိုးအင်ကြီးတဲ့ကိုရောက်သွားပါတယ်ဘယင်လေးအထဲကိုရောက်သွားရောမြေဦးအင်ကြီးရဲ့တကားကလေတခါရင်ပိတ်သွားပါလေရောအမလီတကားကိုရောက်ဖွင့်ကြစမ်းအရှင်မင်းကြီးအထင်းမှာပိတ်မိနေပြီရင်မတွေကလည်းတကားကိုရောက်ဖြတ်ဖို့အာတော့ခွန်ဆိုင်စူးစမ်းကြပါတယ်ဒီမမေးတကားကတော့ပွင့်မလာခဲ့ပါဘူး အထက်ကဘီရင်ခမရမှာတော့အပူတန်ကိုဆူဆူရွရွခန်းစားနေရပါတယ်။တကားမမြဖွင့်ကြစမ်းငါအသက်ရှူကြလာပြီ။ဘာလို့ဒီတကားကမပွင့်ရတာလဲ။ရှင်မက်တွေအားလုံးလေတကားပွင့်ဖို့အရေးအင်တိုက်အားတိုင်းစူးစားကြပြန်နေ။ဒီမမေတကားကလုံးဝပွင့်မလာခဲ့ပါဘူး။အထက်ကဘီရင်ချင်းတွေကတော့အပူနဲ့ကြောင့်ပူပူဆိုးလာခဲ့ပါတယ်။ရှင်မက်တွေအားလုံးကလည်း တပြိုင်တည်းအားကိုသုံးပြီးတကားကိုဖြတ်ဖို့စူးစားကြတာပေါ့ဒီပမိတကားကတော့ခောက်ရချေရတစ်ချက်တောင်မထင်သလိုပိန်မြေးပိန်နေသေးပါပဲအချိန်ကညရောက်သွားပြီမြေဦးအိမ်ကြီးတဲကဘီရင်ကလည်းအပူတန်းကြောင့်တတိလေသွားခဲ့ပါပြီအရှင်မင်းကြီးရောกินနိုင်မလို့မရှိတော့ဘူးလားရှိရင်လည်းကေပေးကြပါဦးဒီလိုနဲ့ပဲမူးပြန်လင်းသွားခဲ့ပါရဲ့အခုချိန်ထိရင်မတ်တွေကလည်းမြေဦးအိမ်ကြီးရဲ့တကားကိုဖြတ်ဖို့ အကောင့်ထုတ်ပြီးစူးစမ်းနေကြတော့မှပဲဒီပမေတကားကြီးကပွင့်ကုန်ပွင့်မလာခဲ့ပါဘူးအခြေကဘီရင်ကလည်းတဖြည်းဖြည်းနဲ့အသက်ငယ်နေရပါပဲအဲ့ဒီအချိန်မှာပဲပညာရှိရဲ့တပါကမိဖျားစီကိုရောက်လာပါတယ်ဖြစ်ကြောင်းကိုစင်တီးပြီးတဲ့နောက်မှာတော့မိဖျားကိုဒီလိုမိန်လိုက်ပါတယ်မိဖျားအရှင်မင်းကြီးဟာဆင်းရဲချွတ်တဲ့အဖေါ်တယောက်ကိုဒုက္ခအများကြီးပေးခဲ့တယ်အဲ့ဒီအဖေါ်ကိုရေးကျင်းစားကြမယ့် အရှင်မင်းကြီးဒီလိုဖြစ်နေရတာမင်းရဲ့အရှင်ကိုကြည့်ကျင်တော့အဲ့ဒီအဖောက်ကိုစီကိုချက်ချင်းသွားပြီးသူ့ကိုခွန့်လွှတ်ပေးဖို့တောင်းပန်လိုက်ပါအဲ့ဒီအဖောက်ကိုသာတည်သွားရင်ဘသူမှအရှင်မင်းကြီးကိုကင်နိုင်တော့မှာမဟုတ်ဘူးအခုဆိုအဲ့ဒီအဖောက်ကိုလည်းအသက်ကိုမနေငင်းနေရတော့ပြီဒါကြကြတော့မိဖျားကလည်းရင်မက်တွေခြံရံပြီးတော့အဖောက်ရဲ့အိမ်ကို သွားခဲ့ပါတယ်အဲ့ဒီကိုရောက်တော့အပြည့်ချွတ်တင်နေတဲ့အဖောက်ကိုခမ တပင်အောင်မှထိုင်ရင်အသက်ငင်းနေရရှာပါရယ်အဲ့ဒါနဲ့မိဖုရားကလည်းအဖေါ်နာကိုရှောက်သွားလိုက်ပါရယ်အမေကြီးရဲ့ကျမရဲ့ယောက်ျားကအမေကြီးရဲ့ဘောဆူဆူရွာရွာဆက်ဆန်ကင်းမိပါရယ်သူတို့လည်းအင်ကိုလေးဖြက်စီပြီးမကောင်းမှုတွေကျူးလွန်မိခဲ့ကြတာပါ အခုတော့ကျမယောက်ျားလည်းမျိုးကြီးတစ်ခုထဲမှာပိတ်မိနေပါပြီကျမယောက်ျားရဲ့မိုက်ပြည့်တွေကိုခွန့်လွှတ်ပေးပြီးသူ့ဝတ်သက်ကိုကေပေးပါဦးအမေကြီးရဲ့ငါနှစ်ယောက်ျားကိုဘယ်တော့မှခွင့်မလွှတ်ဘူး ဒါပေမဲ့ငါမသေးခင်တော့ဘသူကမှဒုက္ခမရောက်စေခြင်းဘူးငါနီးယောက်သားကို အခုခွင့်လွှတ်လိုက်ပါပြီစကားပြောပြတာနဲ့အဖေါ်ကိုလည်းဆုံးသွားပါတော့တယ်တပြိုင်နက်ဆိုသလိုဘီရင်ပိတ်မိနေတဲ့မြေအိုးအိမ်ကြီးကလည်းခန်းနာထင်ပါတယ်နန်းတော်ကြီးပြန်ဖြည့်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့ဘီရင်နဲ့မိဖုရားဇနီးမောင်နှံကအဖေါ်ကိုအတွင်ပုံစံတရုပ်တူတစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်အဲ့ဒီအချိန်ကစားလို့ဘီရင်ဒနာရာစားလည်း စင်းသားတွေပေါ့ညင်ပန်းနေဆက်တာတွေကိုရာသက်သန်ဆက်လို့ပြီးတော့စင်းရချွတ်တဲ့သူတွေကို အမဲကူညီထောက်ပံ့သွားပါတော့ရှင်အခုဇလန်လေးကိုစနေတက်တယ်ဆိုရင်တော့လိုက်လေးပြေးသွားပါအောင်နော်နောက်ထပ်နောက်ထပ်စိတ်ဝင်စားစရာပုံပြင်နေပြည့်ရမယ့်ဇလန်လေးတွေကိုဆက်လက်အားပေးကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel လေးကို subscribe လေးလုပ်သွားဖို့မမေ့ပါနဲ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြရင်ချရာရဲ့ပရိသတ်တယောက်စီတိုင်းကို 制作设备的马丽星。